ွေ့ရဲ့အားကို online တွေကိုလည်းထည့်လိုက်တယ်။ online တွေမှာပေါဝင်နေတယ်သိတယ်။ online မှာပေါဝင်နေတဲ့အတွက်ရဲတန်းဂုံယူနေတဲ့မိခင်ပြောင်းနေတဲ့ကိုယ့်ရဲ့သားသားဆုံးသွားပြီဆိုတော့လာကြတဲ့ကောင်။ခံစားရတဲ့ခံစားချက်ကို။အေးဟာဗီဒီယိုတပုတ်ဆိုအဖြစ်မှာဖြစ်တာဖြစ်တဲ့အတွက်ဒါပြပြီးတော့အမှုရှိရအရာတခုလို့ ta có mà chào à luôn rồi Tôi nghĩ con nó thỉ đấy Về đi. Tôi ra này, nó sẽ thỉ kiểu ုံးထောင်ဖောက်ပြတဲ့ကိစ္စနဲ့ပတ်သက်လို့နော်ဒီချုပ်စခန်းမှာတာဝန်ကျတဲ့ရဲတပ်ချက်များကိုတမတော်ကနေပြီးတော့စုံစမ်းစစ်ဆေးမေးမြန်းနေတာရှိတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်ထောင်စုတိုင်းမှာဘယ်လိုရေးလဲ။ဇက်တူသားစားတဲ့စစ်တပ်ဆိုပြီးတော့ခေါင်းစဉ်ကြီးတက်ပြီးတော့တမတော်နဲ့ရဲတပ်ဖွဲ့နေကြမှာတွေးခွဲနေရန်တိုက်နေတယ်နော်။အဇက်တူသားစားနေတဲ့စစ်တပ်ကရဲတပ်ဖွဲ့ကတွေးခွဲနေတာလို့မဟုတ်တမတော်ရဲတပ်ဖွဲ့မှာတွေးခွဲနေတယ်လို့ပြောဆိုထီတယ်။ရဲတပ်ကြမ်းတွေကိုရိုက်နှက်ပြီးတော့စုံစမ်းစစ်ဆေးနေပါလေဆိုပြီးတော့ပြေးခွဲတယ်။ဒါဆိုရင်ကျွန်မခင်ဗျားတို့ကိုပြန်နေမယ်။ ဒဇယ်ပါကဖခေါင်းဆောင်တာမပီတဲမဟုတ်ဘူးနော်ခေါင်းဆောင်ဒဇယ်ပါကဖခေါင်းဆောင်တောက်ထွန်းလင်းကိုရွှေဘူပါတုံးလုံးပါကဖပါဖပါလာဖဆိုတဲ့အဖွဲ့ကပြန်ဖမ်းပြီးတက်လိုက်တယ်ဒီအမှုကတော့ခင်ဗျားတို့ပြည့်ဖြတ်မိတာလေဘယ်လိုမှတ်ချက်ပေးမလဲခင်ဗျားတို့ဗဇက်ပေါက်တွေဘာတွေနဲ့အစုတ်ခံထားရတယ်လဲနောက်တစ်ချက်စကိုင်းတိုင်းတပင်းမျိုးနဲ့တဲတော်ရွာမှာ ဘလက်တိုက်ကားဆိုတဲ့ PDF အဖွဲ့နဲ့ကျောင်းသားလေးများဆိုတဲ့ PDF အဖွဲ့အဖွဲ့နှစ်ဖွဲ့တရွာထဲမှာနေတဲ့တရွာထဲနေတည်တဲ့တောက်တဲ့ PDF နှစ်ဖွဲ့အချင်းချင်းပြန်တက်ကြတယ်။ဒီကိစ္စကိုတော့ခင်ဗျားတို့တိကျနေရတယ်ဘာကြောင့်ပါဇက်ပေါက်ပိတ်နေကြတာလဲ။ခင်ဗျားတို့မပြောရဲကြဘူးလား။ခင်ဗျားတို့မပြောရဲဘူးလား။နောက်တစ်ချက်စကိုင်းတိုင်းမှာရင်းမဲ့ပင် PDF အဖွဲ့ကဟီရိုတိုက်ကားဆိုတဲ့ PDF အဖွဲ့ကိုပြန်တက်လိုက်တယ်ခင်ဗျားတို့ဒီကိစ္စကိုဘာကြောင့်ပါဇက်ပေါက်ပိတ်နေကြတယ်လဲခင်ဗျားတို့တီချလွတ်လပ်တဲ့မီဒီယာဆိုရင်ဘာကြောင့်မဝေဖန်ရဲတယ်လဲ ကျမအကြောင်းအရာတွေအများကြီးသိတယ်အများကြီးပြောတတ်တယ်ဒါပေမဲ့အများကြီးပြောလိုက်ရင်ခနာထွေရဲ့အုံနောက်တေးသေးလေးတွေရမ်းမမီတဲ့နဲ့ယူတော်တော့ဆိုရအတွက်ဒီအတော့ချက်ကိုပဲအဓိကထားပြီးပြန်လေးလိုက်တယ်ဒေါ်လာမျိုးတွေအားလုံးပဲအလင်းမင်းနဲ့မေးပေးတယ်မှာအများဆုံးဂိမ်းဝေးကြပါသေးလို့ဆူတောင်းပေးနေမှာကျွန်တော်ရဲ့ Coach Production Channel ရဲ့ပြန်လည်ကြိုးစားပါလေဒီမှာတော့ဇွန်လ28ရက်နေ့အောက်ကြာနေ့ရဲ့ညပိုင်းထီတော်ဆုံးရရှိတဲ့သတင်းချို့ကိုအကျဉ်းချုပ်ဖော်ပြနေဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနည်းကြည့်ဖို့ဒီနေ့ရအောင်ထပ်မံတောင်းဆိုလိုက်ပါတယ်တော်စုဒီလိုပုံနဲ့ကတော့မြန်မာနိုင်ငံမှာတည်နာသိမ့်မှုကြောင့် နိုင်ငံရဲ့စီးပွားရေးဟာအမေရိကန်ဒေါ်လာ63.6ဘီလီယံထိဆုံးရှုံးခဲ့ရပြီးစစ်သုံးစရိတ်ဦးစားပေးသုံးဆွဲနေတဲ့နိုင်ငံရဲ့ကျွေးမိဟာလည်း62ရာခိုင်နှုန်းတိုးလာကြောင်းပြည်သမကလူခွင့်ကမင်းကြီးကနေပြီးတော့မြန်မာနိုင်ငံဆိုင်ရာလူခွင့်ဒီနေ့ကိုအစီအစဉ်ဖြစ်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့ရန်ကုန်မြို့အင်းလျာကံပေါ်မှာအသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ကိုစစ်တကပေါ်တဆဖမ်းဆီးခဲ့ပြီးအဟိတနာယိကနဲ့ခေါ်ဆောင်သွားကြောင်းတငငင်းဖြစ်သွားတယ်ပြောထားသိရှိရပါတယ်။96ရက်နေ့ ည၈နာရီခန့်မှာရန်ကုန်တိုင်းကောင်းကလပါမြို့နယ်နေမှတ်၁၂ရက်ကမှနေထိုင်တဲ့25နှစ်ရွယ်အောင်မြတ်မင်းခံငင်းကြီးနဲ့တူရန်ကုန်မြို့ကမာရွတ်မှာရှိတဲ့အင်းရကောင်မှာတွားရောက်ခဲ့ကြကြောင်းအိမ်တော်မှာတော့တငယ်ချင်းများနဲ့ပေါ်ကွဲသွားချိန်မှာရက်ဝစ်စတားချူကဖမ်းဆီးသွားပြီးနိုင်ကပြင်ခေါ်တော်ကြောင်သိရှိတယ်နိုင်ငံရေးဘဝပါတယ်လို့ကိုကိုကြွေးကြော်နေတဲ့သူဒီအားလုံးကနောက်ဆုံးတော့လဲလွတ်တော်ကိုမြင်အောင်လက်ထက်မှာပြည်သူဘက်ကနေဦးစားတဲ့ခါမှာပြည်ရလွတ်ထားတဲ့ပေါင်းနေပဲအပြုနေအောင်ပြပါတယ် ဒီကလေညဉ့်ညမ်းရင်းနဲ့ရွေးကောက်ပွဲဆိုတော့ကျွန်တော်ညဉ့်ညမ်းရင်းနဲ့ပဲစမိရောမြမညဉ့်ညမ်းရင်းရထားကြီးကဘယ်ကိုရောက်နေပြီလဲဟိုတွဲလိုက်မှာစက်ကောင်းပါတယ်ဆိုတာနေစပြောရမယ်ထင်တယ်အဲ့တော့ညဉ့်ညမ်းရထားကြီးကလည်းတယောက်ကိုစက်ကောင်းတစ်ကောင်းစီနဲ့မောင်းနေကြသလားတောင်းအောင်းမိရတယ်အဲ့တော့ပြောရရင်တော့အရင်က NCA တုန်းကအချိန်ရနေတဲ့ဟာလေးတွေပါအကုန်ပြတ်သွားတယ်နောက်တစ်ခုကဟို EO တွေဆိုမှာဆိုတာကဟို Central Command ရှိတယ်ဆိုတော့အခုကကြတော့ Actor အစ်စ်တွေက အယမ်းများလာတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလောလောဆယ်မှာငင်းငင်းရေးကိုပြောရင်ဒီအလဲဘဟုပေါ့စတဲလို့ရမယ်အခြေအနေကိုကျွန်တော်တို့ဖန်တီးပြီးတော့မှတပြေးပြေးချင်းတိုးချက်သွားဖို့တစ်ချိန်တည်းမှာလဲဘိုင်းလက်ထွယ်ပေါ့ဟိုတွေ့တာတွေ informal တွေ့တာတွေအဲ့ဓာတွေကိုကျွန်တော်တို့ကလုတ်သွားဖို့လိုတယ်လို့မြင်ပါတယ်အဲ့တော့လေကျွန်တော်တို့ဒီဘက်ကအာဆီယံလည်းပြောနေတယ်ရွေးကောက်ပဲလို့ရင် all inclusive ပါမယ်လို့ပြောနေပါတော့ဒီဘက်မှာလည်းနတ်နတ်ကန်အဖွဲ့ကဥပမာပြင် EA ကိုရှိတယ် PDF ရှိတယ်။အဲ့တော့ EO နဲ့ PDF ကိုကျွန်တော်တို့တွဲမြင်လို့ရမလား?ခွဲပြီးတော့မြင်မလား?အဲ့ဒါလေးတစ်ချက်လောက်။ဟိုအခုကျွန်တော်တို့လက်တွေ့မြင်နေရတာဒါရှမ်းမြောက်အခြေအနေပေါ့။ဆိုတော့တကယ်ကွဲသွားပြီပေါ့။ဆိုတော့ EO ကစကတည်းကသူတို့ရဲ့ဟိုပေါ်ပေါက်လာပုံမူလဇင်းမြစ်တွေရှိတယ်။နောက်သူတို့ရဲ့မျောမှန်းချက်တွေ၊ရာဓာချက်တွေရှိတယ်။အဲ့ဒါတွေကဒီအခုမှပူပူနွေးနွေးဖြစ်လာတဲ့ PDF တွေနဲ့ကဘယ်လိုမှထပ်တူဖြစ်မှာမဟုတ်ဘူး။ဒါအခုမှမဟုတ်ဘူး။ဟုတ်နူ ဟိုပြပြပေါ့ဟလာဟိုဒီချစ်အဲ့တော့ရှင်းပါလေ PDF တွေလိုချင်တာတော့ main တို့ဗာ main online ကိုဖြုတ်ချပြ main တို့စခွေးဘောမကောင်လုံးဖြုတ်ချဖို့ပဲဒီကိုလိုချင်ရောလေးကိုမစီမင်းကောင်ရွေးရဲ့လူဝင်ဆန္ဒကအရင်နဲ့ပြတ်ပြတ်တဲ့အတွက်တောင်းလေအားပြတစ်ဖက်လည်းကူညီပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါပြပြီးတော့ကိုရှောက်အောင်လမ်းကိုကိုလိုချင်လမ်းကိုကိုသွားမှာတော့ဒါပဲတမတော်ဖွဲ့တုံးကလေဟိုဒေတာကန်တိုင်းရင်းသားတွေရဲ့ဟိုစံတာနဲ့ရောက်လာတဲ့ ဒါဟိုပြည်ကျစ်တမတော်ရဲ့စံဓာရီနဲ့ကမတူတော့ကွဲကုန်ကြတယ်။ ABSDF သွားတော့လဲတချို့ဒီပြဿနာတွေပေါ်တာပဲ။ဒါကြောင့်ကျွန်တော်တို့ကဟိုလက်နက်ကင်တော်လိုင်းကြီးနဲ့ပတ်သက်ရင်ကိုကိုတိုင်လဲစူးစမ်းခဲ့ဘူးတယ်။ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ဒီနိုင်ငံရေးနိလန်းကိုပဲရွေးချယ်ခဲ့တာဖြစ်တယ်။အဲ့တော့ခုနကပြန်မေးခွန်းပြန်ပြောရင် EO နဲ့ PDF တွေလည်းထပ်တူဖြစ်မှာမဟုတ်ဘူး။ကွဲမှာပဲ။အဲ့တော့ all inclusive ဆိုတဲ့နေရာမှာ EO တွေပဲပါတဲ့နဲ့ PDF တွေမပါတဲ့ဥစ္စာတဘောလား။ဟုတ်တကယ်ကတော့ တနတ်တန်တစ်ချက်ပေါက်ရင်အပြည့်စုံငြိမ်းချမ်းတယ်လို့ပြောလို့မရဘူး။ဟောဒါကြောင့်မလို့ကျွန်တော်တို့ကပြည့်စုံတဲ့ငြိမ်းချမ်းရေးဆိုတာကတော့အားလုံးပါဝင်ဖို့လိုတယ်ဆိုတာမှန်တယ်။သို့တော့တစ်ချိန်တည်းမှာတစ်နေရာတည်းမှာအကုန်စုပြီးဆွေးနွေးဖို့ဆိုတာကတော့လက်တွေမဖြစ်နိုင်ဘူး။ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုဆွေးနွေးတဲ့အဝန်အဝိုင်းကိုချဲ့ဖို့ပဲ more and more inclusive လို့ကျွန်တော်ကသုံးထုတ်တာပေါ့နော်။ဆိုတော့အဲ့ဒါကပို့ပြီးလက်တွေ့ကြမယ်လို့မြင်ပါတယ်။လက်ရှိရွေးကောက်ပွဲကိုနော်ကျင်းပမယ့်ရွေးကောက်ပွဲရှိအဲရွေးကောက်ပွဲပေါ်ပြည်သူ့ပါတီရဲ့သဘောထား ကျွန်တော်တို့ကပါတီထောင်ပြီးဆိုကြတဲ့ကဒါရွေးကောက်ပွဲကကျွန်တော်တို့ကဖြတ်သန်းရတော့မယ်သို့တော့ကိုပြောရင်ရွေးကောက်ပွဲဖြတ်သန်းတာဟာအာနာနဲ့သွားသွားပြီးတော့ဓာတ်ရိုက်ချိတ်တာမဟုတ်ဘူးဘာလို့တော့တာဝန်ယူခြင်းလို့ကျွန်တော်တို့ကဒီနီလန်ကိုရွေးတာအဲ့တော့ငင်းချမ်းကြီးအကြောင်းပြောရင်လည်းပဲဟိုရွေးကောက်ပွဲမလုပ်ရင်ဘယ်လိုဆက်ပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရမလဲအဲ့တော့တာမန်ချင်းနေမဟုတ်ဘူးဆိုပြီးတော့6လတစ်ချိန်6လတစ်ချိန်တိုးနေတာကြီးကိုပဲကျွန်တော်ဇက်မျိုးကြီးကိုကျွန်တော်ဆက်ရင်ဆိုင်မလား အဲ့ဒါမှမဟုတ်ရင်ရွေးကောက်ပွဲကနေနိုင်ငံရေးအခင်းကျင်းတစ်ခုကိုကျွန်တော်တို့ဖန်တီးမလားဒါကိုကျွန်တော်တို့ကရွေးချယ်ရတယ်။အဲ့ဒါကြောင့်မလို့လေညဉ့်ညံရေးဆောင်ရွက်ဖို့ဆိုတာကလည်းရွေးကောက်ပွဲပြီးသွားမှဒီဟာကြီးကတကယ်ကိုပုံတရံတစ်နဲ့ဖြည့်ရှင်းရမယ့်အခြေအနေလို့ကျွန်တော်အဲ့လိုမြင်ပါတယ်။ဒါဆိုအခုလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကနိုင်ငံရေးပိတ်နေတာ Political deadlock ဖြစ်နေတယ်လို့သဘောလား။နိုင်ငံရေးကပိတ်တာမှပျောက်လွန်နေပါဖြစ်နေတာ။ဒါကျွန်တော်တို့ဆိုရင်ပြောရရင်ဟိုပုထုဇဉ်နေနဲ့ပြောရရင် ်ဒီရင်းနေတဲ့သူတော်တော်များများကတောက်ကိုတားတယ်မလုပ်သင့်တော့ဘူး။တော့ပြောကျွန်တော်မိသားစုဟာအစားအရင်တော့အင်မတန်နိုင်ငံရေးထက်သန်တဲ့မိသားစုတောင်မှအခုချိန်နေပြီးမှတော့ပြောရင်မိသားစုနဲ့အေးအေးဆေးဆေးပြန်နေတာမျိုးကိုလိုချင်ကြတယ်။ဆိုတော့အဲ့ဂျားထဲကနေပြီးတော့ဒါကျွန်တော်တို့ဒီလောက်ဖြတ်သန်းခဲ့ပြီးတော့ဒီအခြေအနေကြီးကိုပြစ်ထားခဲ့ရမယ်ဆိုတာကိုလက်မခံနိုင်လို့ကျွန်တော်တို့ကဆက်လုပ်နေတာ။ဒါကြောင့် ဒီရွေးကောက်ပွဲဒီနိုင်ငံအပြောင်းလဲအတွက်ဒါဟိုပထမအဆင့်တစ်ခုပေါ့နော်ဒါကြောင့်ကျွန်တော်တို့ပြောနေတာအသွင်ကူးပြောင်းရေးရွေးကောက်ပွဲလို့ကျွန်တော်တို့ပြောနေတာ transitional election ဒါဟိုထပ်ကတလဲလဲပြောနေတာကဟာရွေးကောက်ပွဲပြီးရင်အာဏာရမယ်ဆိုတော့ခပ်ပိမ့်ပိမ့်လောက်နေတော့ဟိုမပြောကြတော့ကောင်းတယ်နော်ဟိုကျွန်တော်အာဏာကလိုချင်လို့ရှိရင်ထိုက်တင်တဲ့အာဏာကတော့ပြီးခဲ့တဲ့ခေတ်တွေမှာတည်းကလိုချင်ရင်ကျွန်တော်တို့ယူလို့ရတယ်အဲ့တော့ကိုကိုနိုင်က နိုင်ငံပြုပြင်ပြောင်းလဲမှုကိုပဲဥတည်ပြီးတော့စူးစမ်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်လည်းဒီလောက်ကျွန်တော်တို့ဟိုအပင်ပန်းခံအကြက်တဲတွေကြားထဲမှာကျွန်တော်တို့ဆောင်ရွက်နေတာပဲနောက်ဆုံးမှာဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကိုသတင်းစကားပေးပါဆိုဘာပြောမလဲရွေးကောက်ပွဲကိုစန့်ကျင်ရင်ဘာလုပ်မလဲဆိုတာကိုစဉ်းစားနောက်တစ်ခုကနိုင်ငံရေးကကိုယ်ကမပတ်သက်ခြင်းလဲမိဖို့တောင်းနဲ့ရောက်လာတာအဲ့တော့ကျွန်တော်တို့ကဒီနိုင်ငံရေးပြောင်းလဲခြင်းနဲ့ဆိုရင်ရွေးကောက်ပွဲကိုဟလာတကယ်ကိုယ့်အတွက်ကိုစားပြုမဲ့ ပြီးတော့ဒီမိုကရေစီရေးဖက်ဒရယ်ရေးမှာခိုင်ခိုင်မာမာရပ်တည်တဲ့အင်အားစုတွေကိုလုတ်ပိုင်ခွင့်ရအောင် လုတ်မပေးဘူးဆိုရင်စိတ်တန်းကြသူများလုတ်သွားတာခံရမယ်အဲ့တော့ကျွန်တော်တို့ကအဲ့တော့ကိုယ်လုတ်ပိုင်ခွင့်ကိုယ့်ရဲ့ရပိုင်ခွင့်ကိုကိုယ်ကိုယ်တိုင်ကျင့်သုံးပြီးပြောင်းလဲမလားသူများလှုပ်ချင်တိုင်းလှုပ်သွားတယ်ပြောင်းလဲတာကိုခံမလားအဲ့တော့ကျွန်တော်တို့ကကိုကိုတိုင်းပြောင်းလဲမလားသူများပြောင်းလဲသွားတာကိုခံမလားဆိုတာပြည်သူတွေကရွေးချယ်ရမယ်လို့ကျွန်တော်အဲ့လိုမြင်ပါတယ် မှာများထပ်ပြောရရှိတယ်အဲ့တော့အဓိကကတော့ဟိုရွေးကောက်ပွဲဟာပြဿနာတွေကိုဖြေရှင်းဖို့ဆိုတာတဲ့ပြဿနာကိုအသွင်ပြောင်းပြီးဆက်လက်ဖြေရှင်းနိုင်ဖို့အတွက်စ조사နေတာဖြစ်တယ်အဲ့တော့တေချာတာကတော့လက်ရှိဖြစ်နေတဲ့အရေးပေါ်အခြေအနေမှာနိုင်ငံသားအခွင့်အရေးတွေဆုံးရှုံးနေတာတွေနောက်ဆုံးပြောရင်စီစာကြုံတော်တို့ဘာလို့ကျွန်တော်တို့ဥပဒေပိုင်းဆိုင်ရာဟလာရပိုင်ခွင့်တွေဆုံးရှုံးနေတာတွေကိုပြန်ပြီးတော့ရရှိလာအောင်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်ပြီးတော့တည်ငြိမ်မှုနဲ့ ီတရားဥပဒေစိုးမိုးမှုကိုရွေးကောက်ပွဲရနေတဆင့်နောက်တချို့မိဖက်နိုင်ငံတွေနိုင်ငံတကာရဲ့ပူပေါင်းဆောင်ရွက်မှုပါပို့ပြီးတော့အားကောင်းလာရင်လက်ရှိအခြေအနေတက်တော့ပိုပြီးကောင်းလာလိမ့်မယ်လို့မျှော်လင့်တယ်။ဒါကြောင့်ဟိုပြည်သူတွေအနေနဲ့နိုင်ငံရေးနီလန်းကို အားပေးဖို့နဲ့ဟလာဟိုထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းခြင်း2025အခုဒါမေလနော်။အဲ့တော့ဒီတော်တိုင်းဖြတ်တန်းခဲ့တဲ့၄နှစ်ကျော်၅နှစ်အတွင်းကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ကာလကိုပြန်ပြီးတော့ဆင်ခြင်ကြည့်ကြမယ်။ ကျွန်တော်တို့တော်လန်ကြီးရဲ့လာရာကိုကြည့်မယ်။အလားတူကျွန်တော်လက်ရှိရောက်နေတဲ့ပြစ်ဆုပ်ပတ်တော်လန်ကြီးရဲ့လက်ရှိအခြေအနေနောက်ရှေ့ကိုလာမယ့်လာရာပေါ့ဗျာ။တော်လန်ကြီးရှေ့ကိုကျွန်တော်မျှော်ကြည့်ရမယ်ဟာလေ။ဒါနဲ့ပတ်သက်တော့ကျွန်တော်တော်လန်ကြီးရဲ့အဖွဲ့အစည်းအင်အားစုအသီးသီးကျွန်တော်လိုအပ်ချက်တွေကဘာတွေလဲ။အားသာချက်တွေကဘာတွေလဲ။အားနည်းချက်တွေပြင်ရဆင်ရမယ့်ဟာတွေကဘာတွေလဲ။အန်ယူဂျီဟလာနော်။ CRPH အန်ယူစီစီ EAO နော်။ကျွန်တော်တို့ PDF အားလုံးပေါ့ဗျာတော်လန်ကြီးအင်အားစုအားလုံးပေါ့။အလားတူကျွန်တော်တို့ပြည်သူတွေအနေနဲ့ရော ်ဘာတွေတည်တည်တယ်လဲဘာတွေကျွန်တော်တို့လုပ်ဖို့ဆိုတယ်လဲဒါတွေကိုကျွန်တော်တို့ဒီနေ့ဆွနေပွဲရနေပြီးတော့ကျွန်တော်တို့တက်နိုင်တယ်မြောက်နော်ပုံပုံလင်းလင်းလုံးလုံးလက်လက်ပေါ်ပေါ်ပါပါနဲ့ဒါထီထီမိမိဆွနေကြဖို့ဒီနေ့ဆွနေပွဲဒီကုသစကားပိုင်းဒီဖြစ်လာတာအမှန်တော့ကျွန်တော်တို့ဒါတွေပုံမှန်လက်ဖက်လိုက်မှာလည်းပြောနေကြသို့တော့အခုအရာလေးတွေကိုလူလူကိုလည်းကျွန်တော်တို့တင်ပြခြင်းနဲ့တော်လန်ရေးအဖွဲ့အစည်းအားလုံးတော်လန်ရေးအားစုအသီးသီးကိုလည်းကျွန်တော်တို့မျှဝေတင်ပြခြင်းဒါကြောင့်ဒီနေ့စကားပိုင်းလေးအခုလိုပေါ့နော်ဂျိုက်ကူရေးလုပ်ပြီးတော့လူလူကိုတော်လန်ရေးအဖွဲ့အစည်းအသီးသီးကိုတင်ပြဖို့မျှဝေဖို့ဆိုပြီးဒီစကားပိုင်းလေးစီစဉ်လေးရတာပါဗျအဲဒါတော့ဒီနေ့တို့တွေးပေးရတဲ့ယူရဲချက်လေးပေါ့နော် တော့မိတ်ဆက်ပေးရမယ့်လူတွေမို့ပဲအဲဒါမိတ်ဆက်ကြအောင်ဆိုရဲ့နော်ကိုခန့်ဟုတ်အာကျွန်တော်ကတော့ခံမဖြစ်ပါဒီမော်ဝါလူလူသပိတ်တိုက်ပွဲဥဆောင်ကောင်းနေရပါအဲအခုလက်ရှိဒီတော်လိုင်းကာလာအတွင်းကတော့အဲဒီလူလူစီယုံကြီးတွေလူလူလှုပ်ရှားမှုတွေပေါ့နော်အဲအတိအကျအဲ့ဒါကိုတောင်းဝင်ပြီးလုပ်နေပါတယ်ဟုတ်ကဲ့ကိုခန့်ကျွန်တော်ပြန်ဆောင်ကြပြီဆိုတော့ဟုတ်ကဲ့ကျွန်တော်ကတော့အဲနန်းလေးမှာကျွန်တော်ဒီရန်ကုန်မှာလူလူလှရှားမှုတွေမှာပါဝင်ပြီးတော့မှကျွန်တော်ဦးဆောင်ပါတယ်ဆောင်ရွက်ပါတယ် ကျွန်တော်ဒါလူလုံဆောင်မှုရဲ့အရေးပုံတက်တာတူးအနေနဲ့ဒေါ်လိုင်းတာဝန်ရေးကိုကြာရခံနာအနေနဲ့ထမ်းဆောင်နေပါတယ်ပေါ့အဲ့တော့ကိုနန်းလေးကရကြားပြပြောရင်ရန်ကုန်မှာသူက၄နှစ်ကျော်ကတော့နေခဲ့တာကျွန်တော်တို့အခုကျွန်တော်တို့ဒီတော်လိုင်းပြန်ဆုံးကြပါဦးပြန်ဆုံးကြပါဦးတော်လိုင်းနေပြီးရောက်လာတာနော်ရပိုင်းမကြီးတယ်လတော့မပြေသေးဘူးရပိုင်းမကြီးတာပေါ့နော်ရန်ကုန်မှာ၄နှစ်ကျော်တော့တိုက်ခန်းထဲမှာပေါ့နော်အဲနေခဲ့ရတာပေါ့အခုကျွန်တော်တော်လိုင်းနေပြီးမှဒါကိတာခဏရောက်လာတာလည်းဖြစ်တယ်ပေါ့ဗျာနော်တွေ့အောင်တော်ပါဘောတိုက်ခန်းအောင်တော်ပါတိုက်ခန်းအောင်တော်ပါဘော အဲကိုနန်းလင်းနဲ့ကတော့ပထမဆုံးကြိမ်လူချင်းတွေ့ဘူးတာပေါ့လေအဲအမ်တိုင်ကင်ကတော့ zoom နေမှာတော့ခဏခဏတော့ဆုံးပွဲ zoom နေမှာရံဖြစ်နေရံဖြစ်နေကြောပေါ့လေအဲတော့အားလုံးတွေ့ရတာဝတ်တာပါလေကျွန်တော်မအင်းကြီးအောင်ပါကျွန်တော်ရဲ့ရှေ့ကအကိုကြီးလိုပဲတော်လိုင်းမှာကြာရကဏ္ဍနေပြီးတော့ပါဝင်နေတဲ့အရေးတော်တတတူဖြစ်ပါတယ်ဒီဘက်ပြည်သူလူတို့အားလုံးတွေ့ရတာဝတ်တာပါ ရှိရမောင်နေမဟုတ်လားဟုတ်ကဲ့ဟောမောင်နေမဲ့အာကျွန်တော်ကလည်းတေသာဆက်မှာဒီပြည်သူຫນွေဦးတော်လံရေးကြီးမှာတော့အရေးတော်ပုံတသားတူဦးဒီနဲ့ကြာရကဏ္ဍကနေအာထိုင်းရွက်နေပါတယ်เนาะအဲ့တော့ကျွန်တော်တို့အခုတော်လန်ရင်းနယ်မြေတီးတီးတွေခီးတွေလည်းအများကြီးရောက်တယ်ပြည်သူတွေအများကြီးမတွေ့တဲ့အခုဒါတော်လန်ရင်းကြီးကိုမောင်ရမန်တွေ့တော့เนาะလူတို့ကအတိတ်ကသတင်းစကားအရေးတကြီးပြောချင်တာလေးလည်းရှိတယ်အဲ့ဒါဒီနေ့စကားဝိုင်းနေ့ဒါဖြစ်လာခြင်းလည်းဖြစ်ပါတယ်လို့အားလုံးเนาะဟုတ်ကဲ့အားလုံးပဲ မင်္ဂလာပါကျွန်တော်ကအဲဒေါက်တာစိုးသူရဆိုဖြစ်ပါတယ်လက်ရှိပြည်သူ့ကော်မတီတက်မတော် မန္တလေးမှာကျွန်တော်အဲတွဲဘက်အတွင်းရေးမှူးတောင်းဝန်းကိုယူထားပါတယ်ဒီကတော့ကျွန်တော်တို့ညီကောင်မတော်များတွေကတော့ဒါအရင်ကလေးရရင်လက်တွဲပြီးတော်လိုင်းရေးအလုပ်တွေလုပ်နေကြတဲ့လူတွေဖြစ်တယ်အဲဆုံးမ ဇွန်ခက်ကလေးရပါတော့ဇွန်ခက်ဇွန်ခက်ကလေးကဇွန်ခက်ကလေးရနေပြီးတော့မှလက်တွေပြီးအဲတော်လိုင်းကြီးလုတ်ခဲ့ကြရနေပြီးတော့မှအခုတော့ဒါကျွန်တော်တို့မြေပြင်မှာအရှင်လက်လက်နော်ကျွန်တော်တို့လူချင်းတွေ့ပြီးတော့မှအခုတော်လိုင်းကြီးအလုပ်တွေဆက်လုပ်နေကြတာဖြစ်ပါတယ်။ကဲအဲ့တော့ကိုနန်းလေးရလဲစပါဗျာခင်ဗျာနော်အာစပြီးတော့ဒီရောက်တော့ကျွန်တော်စုံသွားတဲ့ဒီ PDF တံမူးရာရှိရဆရာဆိုးပါတယ်ဟုတ်ကဲ့ဆရာဆိုးနဲ့ကျွန်တော်တို့အိမ်ကစုံကြတယ်စုံပြီးတော့အိမ်မှာကျွန်တော်တို့ အပြန်လဲအပြင်မှာတွေ့တော့လဲဝမ်းသာအားရပဲမိတ်ဆက်ကြရဲနှုတ်ဆက်ကြရဲဟုတ်ကဲ့ပြန်ပြန်ကြတဲ့မှာပဲဟိုကျွန်တော်တို့ဒေါ်လိုင်းကြီးအကြောင်းတွေလည်းပြောပြကြရဲမဆရာဆိုးကစားရောက်တဲ့နေ့တွေကဆရာဆိုးရဲ့လက်ရှိဒေါ်လိုင်းကြီးပေါ်အမြင်တွေစေအမြင်တွေကျွန်တော်လေ့လာခဲ့ရပါတယ်ဒီကစားရောက်တဲ့ကကျွန်တော်လုပ်တဲ့လုပ်ကဘာလဲဆိုရင်တော့ကိုရဲဘော်တွေကိုအကိုတွေစသဖြင့်အထီးတွေ့ပြီးတော့မှဒီလက်ရှိဒေါ်လိုင်းကြီးရဲ့အခြေအနေပေါ့မြေပြင်ပေါ့နော်ဒါဆိုရင်ဒီဒေတာတွေကိုကျွန်တော်တို့တိမ့်ပိုက်တယ်စူးမှုတယ်အုပ်ချုပ်တယ် အဲ့ဒီလုပ်ငန်းတွေကိုဘယ်လိုလုပ်နေကြလဲဒီမှာရှိနေတဲ့ပီလီလူတို့ကရောဒီလုပ်ငန်းတွေကျွန်တော်တို့ရဲ့လက်ရှိအဲဒေါ်လန်ရေးအင်အားစုတွေရဲ့ဒီလုပ်လုပ်ပုံကံပုံတွေကိုဘယ်လိုရှုမြင်နေကြလဲပေါ့နော်အဲ့ဒါတွေကျွန်တော်ဒီမှာတော့အများကြီးလေ့လာပါတယ်ဆိုတော့အဲ့မှာဘာတော့ခံစားလဲဆိုရင်ဒေါ်လန်ရေး၄နှစ်ကျော်၅နှစ်ဝင်လာတဲ့အခါမှာကျွန်တော်တို့ရဲ့တိုးတက်မှုတွေကမြေပြင်မှာဟိုတကြနနတကယ်ကိုအပုံလိုက်ကြီးအကြီးကြီးပေါ့ဗျအများကြီးပေါ့ဗျပြောရမယ်ဆိုရင် တော့ရှိနေဆိုတော့ကျွန်တော်တို့ရဲ့ဒီဒေါ်လန်ရေးနယ်မြေဒီမှာရှိနေတဲ့ ဒီပီတူတွေကလည်းအများကြီးပဲဆိုတော့ပြောရမယ်ဆိုရင်ဒီလုပ်ငန်းတွေကိုဆရာစိုးတို့အခုတစ်ဖက်ကလည်းတိုက်ပွဲဝင်ဖို့ဆက်ကြိုးစားနေလို့ဆရာစိုးတို့ဒီဘက်ကအုပ်ချုပ်ဖို့ကြိုးစားနေရတယ်။နောက်မဲကြီးတို့ကဒီစစ်ချောင်ပီတူတွေအဲကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေရတယ်။ဆရာတီတို့ဆိုတဲ့ဒီဘက်မှာလူလူနဲ့ထိတွေ့ပြီးတော့လုပ်နေတဲ့ဒေါ်လန်ကြီးတာဝန်တွေပေါ့နော်။ဒါတွေကဘာလို့တက်သေးပြနေလဲဆိုရင်ကျွန်တော်တို့ဒေါ်လန်ကြီးကတိုးတက်မှုတွေလည်းအချိန်ဟုန်တစ်ခုနဲ့ရှိနေတယ်ဆိုတော့အချိန်တွေကိုတော့ကျွန်တော်အများကြီးလေ့လာရတယ်၊တွေးရှိရတယ်။အားလည်းအားတက်တယ် ဒီပြည်ထဲမှာပဲကျွန်တော်ဆရာတင်နဲ့လည်းပြောပြပါတယ်ကိုကန့်နဲ့လည်းပြောပြတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကတိုက်ပွဲဝင်ဖို့ပဲဟိုပြင်ဆင်ထားခဲ့ကြတာတကယ်တမ်းဒီနယ်မြေတွေကရတဲ့အခါမှာအုတ်ချုပ်ရေးလုပ်ငန်းတွေလုပ်ကြရတဲ့အခါမှာကျွန်တော်တို့မှာစိန်ခေါ်မှုလည်းရှိအားနည်းချက်လည်းရှိဒါတွေကိုလည်းဟိုအချင်းချင်းအပြန်လန်ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ဖြည့်ရှင်းနေရလည်းတွေ့ရတယ်မဖြည့်ရှင်းနိုင်နိုင်လည်းတွေ့ရတယ်ဆိုတော့အဲ့တော့သင်္ကြန်တာတစ်ခုကတော့ဗျာဒီတော်လန်ရေး၄နှစ်ပြည့်တဲ့တစုံလုံးအချိန်တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့တော်လန်ရေးမှာ အားသာချက်တွေကလည်းအများကြီးရှိတယ်။ဒီဒီနေ့ဒီဂီရီရောက်လာအသက်သွေးချွေးအများကြီးကျွန်တော်တို့ပိတ်ဆက်ခဲ့ကြတယ်။နဲတဲ့နဲတဲ့ဖြစ်တဲ့မှုကြီးမဟုတ်ဘူးနော်။ဆိုတော့လူလူဆိုလည်းတကယ်ကိုကြည့်ချက်တကယ်ရုန်းကန်ရတဲ့အချင်း။ဆိုတော့တစ်ဖက်မှာလည်းခုနကလိုအားနည်းချက်တွေကလည်းရှိနေတယ်။ဒီအားနည်းချက်နဲ့ဒီပြဿနာတွေကိုလည်းကျွန်တော်ကအရှိကိုအရှိတိုင်းမြင်ပြီးတော့ကျွန်တော်တို့အချင်းချင်းကြမှာဘယ်လိုဖြေရှင်းမလဲဆိုတဲ့ကိစ္စကိုလည်းကျွန်တော်တို့ဒီကနေ့ဒီအချိန်မှာပြပြသသရဲရဲဝံ့ဝံ့ပေါ့။ဟောဘုကြောင့်ဆန်ပြောခဲ့ဘူးတဲ့ ဟာတိုင်းပြည်နဲ့လူလူမြင်တာကိုထောက်ထားပြီးပြပြတတဆောင်ရွက်ကြရမယ့်အချိန်လေးရောက်နေတယ်လို့ကျွန်တော်ခံစားရတယ်။ဆိုတော့တကယ်ဟိုဖြစ်ပါတယ်။ပြောနေနေတော့တော်တော် emotion ဖြစ်ပါတယ်။ဒီဒီနေ့ဒီလိုလူတွေစုံပြီးပြောနိုင်တာကိုကကျွန်တော်တို့အမှတ်တရလည်းဖြစ်တယ်။တကယ်လည်းခုနကလိုဝမ်းသာကြရလည်းဖြစ်တယ်။ address ရလည်းဖြစ်ပါတယ်။ဆိုတော့ကိုကိုင်းကိုကိုင်းကျွန်တော်ဒီစားရောက်တရားကိုကိုင်းနဲ့တွေ့ရတယ်အရင်တော့တွေ့ရတယ်အရင်တော့တွေ့ရတယ်ရေးပါသူရေးပါအဲဒါမှတ်မှတ်ရရဆိုရင်လွန်ခဲ့2014တုန်းက အဲကျွန်တော်တို့ဒီဖွဲ့စည်းပုံခြေခံမှုတွေပြင်ဆင်ဖို့ပေါ့နော်အဲ့မှာဒီဒီနေ့ပဲမေလ16ရက်နေ့ပဲ2023ကျတော့မန္တလေးမှာမန္တလေးမှာမန္တလေးမှာ17နှစ်ပြည့်နော်ဟုတ်တယ်အိုင်ဒီယာလောသာမာတာဒူမာလာကူမာလာပြည့်အဲ့ဒါဆိုတော့ကျွန်တော်တို့ကအခုဒီ၄နှစ်တော်လင်းကလာ၄နှစ်လဲကြော်လာပြီဆိုတော့အဲကျွန်တော်ဒီလွန်ခဲ့တဲ့ဒီ၄နှစ်အတွင်းမှာအဲကျွန်တော်ဒီတော်လင်းကြီးဘယ်လိုဖြတ်တန်းခဲ့ကြလဲအတိုင်းအတာတစ်ခုဒီကျွန်တော်တို့မှာ အခက်ခဲတွေစိန်ခေါ်မှုတွေကျွန်တော်တို့ကြော်လွားနိုင်ခဲ့တဲ့ကိစ္စတွေလည်းကျွန်တော်တို့ဒါအများကြီးရှိအဲ့လိုပဲကျွန်တော်တို့ကြားထဲမှာဆက်ပြီးတော့ပြဿနာကိုပြဿနာလို့မြင်ပြီးတော့ဖြေရှင်းဆောင်ရွက်ရမယ့်ကိစ္စတွေလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်အဲဥမာကျွန်တော်ကတော့ဒီဒါ၄နှစ်ကာလအတွင်းမှာဆိုရင်တော့ဒီစကိုင်းဒေတာပေါ့နော်ဒီစကိုင်းတိုင်းထဲမှာတော်တော်များများမြို့နယ်တွေကျွန်တော်ရောက်တယ်အဲပြီးတော့ဒီတော်လန်ရေးစုမိုးထိန်ချုပ်နယ်မြေတွေမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့အဲဒီရန်တရားတွေဖြစ်တဲ့ဒီပသုံးလုံးပေါ့နော်နာမည်ကျော်ပသုံးလုံးတွေနဲ့အဲကျွန်တော်စကားပြောတယ်ကျွန်တော်ရင်းနေနဲ့ပြောတယ်ပြီးတော့ အဲဒီပဲလူလူကယ်တွေပေါ့နော်ဒီသားခံကာကွယ်ရေးတပ်တွေဒီကကျွန်တော်တို့လူလူလှုပ်ရှားမှုတွေလုပ်နေတဲ့တပိတ်ကော်မတီနဲ့အများကြီးထိတွေ့ဆက်ဆံပြီးတော့အဲကျွန်တော်အလုပ်တွေပါတယ်အများကြီးလုပ်ခဲ့တယ်ပေါ့နော်အဲအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီပြန်ပြီးတော့အဲစဉ်းစားကြည့်မယ်ဆိုရင်အဲဒီယာတွေကကျွန်တော်အလုပ်ဖြစ်ခဲ့တာကြီးလည်းရှိတယ်ဒီလိုပဲကျွန်တော်တို့ဝန်ခံရမယ်ဆိုရင်အဲ့ဒီချိန်မှာကျွန်တော်တို့ကပြုပြင်ပြောင်းလဲဖို့လိုတဲ့အရာတွေလည်းကျွန်တော်အများကြီးတွေ့ရတယ်ပေါ့နော်အဲဥမာနမူနာနေနဲ့ဆိုရင်ကျွန်တော်တို့ကအဲဒီစကိုင်းဒေတာမှာဆိုရင်လည်းအဲဒီပါသုံးလုံးတွေ အဲကျွန်တော်တည်တည်ချာချာနဲ့ဒီအုတ်ချုပ်စီမံမှုတွေတည်တည်ချာချာကျွန်တော်လုပ်နိုင်လားပြန်နောက်တစ်ခုကအာကျွန်တော်တို့ဒီအရာကစစ်တွင်းမှာဆိုပြည်သူလူထုကတကယ်ညာမှာဆိုလဲတော်တော်လေးကြည်တယ်ဗောနော်ဂျွာရီမီးရှို့ခံရတဲ့တော်တော်လေးခက်ခက်ကြဲကြဲကြက်ကြက်တဲတဲကြားတွေကနေပြီးတော့အဲဒီစစ်အာဏာရှင်စနစ်ဆိုးရီးကတော့ငါတို့ခင်မှာအဆုံးသတ်ဖို့လူတယ်ဆိုတော့တကယ်ပြင်းပြတဲ့စိတ်ဆန္ဒကြောင့်ပဲအဲဒီတော်လိုင်းမှာလူလူကပါဝင်နေရမှာနော်အဲ့လိုပဲအဲ့လိုပါဝင်နေတဲ့လူလူကအဲကျွန်တော်တို့ဘာလုပ်ရလဲဆိုရင်ကျွန်တော်တို့ အဲဒီအခွန်ဘဏ္ဍာတွေလည်းကျွန်တော်တို့တော်လန်ရေးအတွက်ဆိုပြီးတော့ကျွန်တော်ထည့်ဝင်ရတယ်ပေါ့နော်အရင်ကဆိုရင်တော့ကျွန်တော်ကိုမိသားစုအတွက်ပေါက်တူးတစ်ချက်ပေါက်ရတာနေပြီးတော့အခုကဒါတော်လန်ရေးအတွက်ဆိုပြီးတော့လည်းကျွန်တော်နောက်ထပ်ပေါက်တူးတစ်ချက်ပို့ပြီးတော့ပေါက်ရတယ်ပေါ့နော်အဲအဲ့ဒါတွေကိုကျွန်တော်တို့ကဘလူးပုံစံနဲ့အဲတည်တည်ချာချာဒီဘဏ္ဍာအခွန်ကောက်တဲ့ဘဏ္ဍာတွေကကျွန်တော်တော်လန်ရေးတဲ့ဟိုပဲအပြည့်ပြည့်ဝဝစီးဝင်နိုင်တဲ့ဒီဘဏ္ဍာရေးစနစ်ထူထောင်တဲ့ဟာအခွန်ကောက်ကိစ္စတွေဒါတွေလည်းကျွန်တော်တို့က PPCC လောက်ဖို့လိုတယ်ပေါ့နော်အဲအဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့က မြင်တာကတော့လူဆိုတာကတော့ဖောက်ပြန်တတ်တဲ့သဘောတဘာဝရှိတယ်။ငွေကြီးအာနာကျွန်တော်ရလာတဲ့အခါကျရင်ဒီပေါ်မှာကျွန်တော်တာယာမိတာတွေလည်းရှိတယ်။ဒီလိုကိစ္စတွေကတော့ကျွန်တော်တော်လန်ကြီးမှာပြည်သူတွေလည်းခက်ခဲဖြစ်နေတယ်။ကျွန်တော်ရဲဘော်တွေလည်းတိုက်ပွဲဝင်နေတဲ့ဟာတွေဒီလိုရဲဘော်တွေရဲ့မျက်နှာကိုယ့်ရဲ့လုပ်ဖို့ကင်ဘတ်တွေရဲ့မျက်နှာကိုကျွန်တော်ထောက်ရှုပြီးတော့အဲဒီလိုအကျင့်ပြတ်ခြားစားမှုတွေပေါ့နော်။အဲဒါတွေလည်းကျွန်တော်တို့ကတည်တည်ချာချာတားဆီးနိုင်တဲ့စနစ်တွေပူပေါင်းနေပေါ့နော်။ အဲဒါလေးလည်းကျွန်တော်လုတ်ဖို့လူမလားဘူးเนาะအဲအဲ့ဒါလေးလုတ်တယ်ဆိုရင်တော့ကျွန်တော်တော်လိုင်းကပို့ပြီးတော့ပြည်သူလူထုလည်းအားရှိမယ်အဲလုတ်နေတဲ့ဟာကြီးလည်းပို့ပြီးထိရောက်မယ်ဆိုတော့မြင်တာပေါ့เนาะလောလောဆယ်ကတော့အဲဒီဟာကျွန်တော်ဒီကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေပေါ်မှာမူတည်ပြီးတော့ဒါအကြမ်းမင်းလေးကျွန်တော်ဆွေးနွေးကြည့်ရပါတယ်